အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါဆိုဒီညကနေပြီးတော့ကျွန်တော်စုံပုံကောင်းတောင်းပေးလိုက်ရပါတယ်အဲ့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်တို့ liverpool ရဲ့လာမယ့်ဒါကျွန်တော်တို့ transfer မှာဒါကျွန်တော်တို့အလုပ်တွေအကြီးကြီးတွေလုပ်ဖို့တော့ liverpool အသင်းပြင်ဆင်လာခဲ့ပြီ liverpool အသင်းဘယ်တော့ပြင်ဆင်နေပြီလဲဆိုလက်ရှိမှာဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ခေါင်းတဲ့အခြေအနေတွေနဲ့သူသတင်းလေးတွေကိုဒါကျွန်တော်တို့ တင်ဆက်မှာပြအဲ့တော့ပထမဆုံးသတင်းတက်လာတဲ့သတင်းကတော့လီဗာပူးပြိတိုက်တော့အခုလက်ရှိဒါကြောင့်ဒီနှစ်မှာကောမနစ်ကောဒါကျွန်တော်တော်တော်လေးကို performance ပြခဲ့တဲ့ကစားသမားကိုစာချုပ်သက်တမ်းတိုးဖို့အတွက်လက်ရှိမှာဒါကျွန်တော်တို့စီစဉ်နေပြီလို့သိရတယ်မှာပါအဲ့တော့လက်ရှိမှာလီဗာပူးအသင်းကတော့ဒါသူတို့ရဲ့ကွင်းလေကစားသမားဒါအခုလက်ရှိမှာနေရာစုံမှာဆော့တည်တဲ့ကစားသမားတယောက်ကွင်းလေတော့မဟုတ်တော့ဘူးနော်တောင်ပန်လဲသူပဲဖူးဘက်လဲသူပဲသူမဆော့ရနေစနာဘက်နေတာကိုးသမားပဲရှိတော့မယ်အဲ့တော့ဆိုဖို့စားကိုလက်ရှိမှာလီဗာပူးအသင်းကစာချုပ်သက်ချုပ်ဆိုဖို့အတွက်တရားဝင်ကန့်လန့်မှုတွေအစတင်ပြီးတော့ဆွေးနွေးနေပြီလို့သိရတယ်မှာပါတယ်လ လက်ရှိမှာဒါကျွန်တော်စူပိုစလိုက်အနေနဲ့ဒါကျွန်တော်တို့လက်ရှိစာချုပ်ကိုမှတက်တန်းတိုးပြီးဒါကျွန်တော်2030နဲ့2031ထိဒါကျွန်တော်ပို့တဲ့စာချုပ်တစ်တခုကိုလီဗာပူးအသင်းအနေနဲ့ကန့်လန့်ဖို့အတွက်ပြင်ဆင်လာခဲ့တယ်။လီဗာပူးအသင်းနဲ့ဒါကျွန်တော်လက်ရှိမှာမမေ့ရစူပိုစလိုက်ကိုဒါကျွန်တော် RB Leipzig ကနေပြီးတော့ဒါကျွန်တော်စာချုပ်ဖြတ်သိမ်းခြေပေးပြီးဝယ်ယူခဲ့ပြီးတော့လက်ရှိဒါကျွန်တော်ဒီနောက်ပိုင်းမှာဒါကျွန်တော်တို့ ရောက်ချင်းနဲ့မှာနည်းနည်းလေး under performing ဖြစ်ခဲ့ပေမဲ့ဒါကြောင့်လက်ရှိမှာဆိုဘိုဆက်ကအခုချိန်မှာလုံးဝအသေးမှာမရှိမဖြစ်ကစားသမားတယောက်လိုပြောလို့ရတယ်။ Arsenal ရဲ့ဒါကျွန်တော်မနစ်က Premier League တိုက်တဲ့ဒါ challenge ရောဝင်တာတွေထဲမှာလည်းဒါကျွန်တော်ဆိုဘိုဆက်အရေးကြီးတဲ့ကစားသမားတယောက်အနေနဲ့မြင်ခဲ့ရပြီးတော့ဒါကျွန်တော်ဒီနှစ်မှာလည်းဒါကျွန်တော်ဆိုဘိုဆက်က immediate မှာ impact ကြီးမားတဲ့အနေထားမှာရှိတယ်။တစ်သင်းလုံးဒါကျွန်တော်တိုင်ပတ်နေတယ်ဆိုရင်တော့ Virgil van Dijk နဲ့ဆိုဘိုဆက်ကတော့အမြင့်ဆုံးနေရာမှာအမြဲတမ်းရှိနေခဲ့ပြီးတော့ပွဲတိုင်းဒီလိုမှာဆိုဘိုဆက်ကဒါကျွန်တော်သူ့အနေနဲ့သူဘာလို့ပြနိုင်လဲဆိုတဲ့ capability ပြလာခဲ့တယ်။ Fullback မှာဆိုတဲ့ Fullback အလျောက်ဒါကျွန်တော် Queen လဲမှာဆိုတဲ့ Queen လဲအလျောက် AM မဆိုတဲ့ alien လျောက်ဒါကျွန်တော်တို့တောင်မန်ဆိုတဲ့တောင်မန်လျောက်ပေါ့ပုံစံမျိုးပေါ့အဲ့တော့လက်ရှိမှာဒါ super slide အနေနဲ့ကိုဒါကျွန်တော်တို့ level up ကနေပြီးတော့ကစားသမားကိုလည်းလလစာတူးပေးတဲ့ပုံစံမျိုးလေးဖြစ်အောင်စာချုပ်တက်တန်းတူးဖို့အတွက်လည်းပြင်ဆင်နိုင်အောင်စိတ်ဝင်စားလုပ်သီးရတယ် super slide ကိုလက်ရှိမှာဒါသတင်းတွေတက်တက်လေးတွေထွက်နေတာကတော့ Bayern Munich အတင်းပဲ Bayern Munich အတင်းကလက်ရှိမှာ super slide ကိုဒါကျွန်တော် Louis Diaz တို့မျိုး scoop လုပ်ပြီးတော့ဒါခေါ်ယူခြင်းတဲ့သဘောမှာရှိတယ် super slide နဲ့ခုလက်ရှိရနေတဲ့လစာကတကယ်တမ်းပြန်ကြည့်မှာဆိုအရင်ကြီးမများရတဲ့ကြောင့်ဒါကျွန်တော်တို့ Louis Diaz ကိုခေါ်ယူခဲ့တဲ့ဟိုကပုံစံမျိုးအတိုင်းပဲ Bayern Munich အတင်းကဒါ scoop in လုပ်ဖို့အတွက်စဉ်းစားန နေတယ်။ဘိုင်မြူနစ်တင်းကလက်ရှိမှာဆိုဘူစလိုက်နေရာစုံမှာဆော့နိုင်တာကိုကွန်ပဏီနေနဲ့တော်တော်လေးကိုသဘောကျပြီးတော့လက်ရှိမှာဒါဗင်စင်ကွန်ပဏီတို့အုပ်စုကနေဆိုဘူစလိုက်ကိုဒါကျွန်တော်တို့ ဒီကွင်းလေပိုင်းအတွက်ဖြစ်ခြင်းတယ်အဲ့တော့ဒါမဲ့မဲ့အရာပဲဒါလက်ရှိမှာဘိုင်ယန်မြူးနစ်တင်ကတာ attacking midfielder တွေကိုဒါနေရာစုံမှာစော့နေနိုင်ခဲ့ဒါကွင်းလေကစားသမားတွေလက်ရှိမှာ market ထဲမှာရှာနေဆိုအကုန်လုံးသိပြီးသားဖြစ်လိမ့်မယ်လက်ရှိမှာဒါကြောင့် Martin Odin ကဒါကြောင့် Bruno Fernandes အပြင်ကို Sobo Slack ကိုလည်း3ရဲ့ list ထဲမှာထားရတဲ့ကြောင့်မို့ Sobo Slack ကသူတို့အသင်းတွေကတယောက်လွေးချယ်စရာအနေနဲ့ဒါတတ်မှတ်ထားတာအော် Liverpool တင်ကတော့ share မှာ Sobo Slack ကိုလက်ရှိမှာသူတို့နဲ့လုံးဝထိလို့မရတဲ့ကစားသမားတယောက်နဲ့တတ်မှတ်ထားပြီးတော့ Sobo Slack ကိုစာချုပ်သက်တမ်းတူဖို့အတွက်လည်းလက်ရှိမှာပြင်ဆင်နေတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်။ကစားသမားရဲ့စာချုပ်ကိုလက်ရှိမှာရှင်းရင်းဆိုတဲ့စာချုပ်ကနေ2030 31တိသာ ဆာယုတ်တန်တိုးပြီးတော့လက်ရှိကစားသမားရရှိနေတဲ့လစာထက်တူပိုတော်တော်လေးကိုပိုများတဲ့ရစာတစ်ခုနဲ့လုပ်ဖို့တော့ရှိရပေါ့နော်အဲ့တော့လက်ရှိမှာအာဒီစလော့ကိုတိုင်ကလည်းဒီဒါဆာယုတ်သစ်ချုပ်ဖို့အတွက်သူတို့ကစားအနိဒဘက်ကလည်းမီးစိမ်းပြထားခဲ့ပြီးတော့ကစားသမားကိုတိုင်ကလည်းလက်ရှိမှာအသင်းပြောင်းရွှေ့တယ်ဆိုတာထက်ဆိုင်သူ့အနေနဲ့လီဗာပူးအသင်းမှာပဲပို့ပြီးတော့နေချင်းစိတ်ရှိတယ်လို့သိရတယ်မှာပါတယ်ကစားသမားကိုတိုင်ကလက်ရှိမှာလီဗာပူးအသင်းမှာဒါအနာဂတ်နဲ့ဒုတာကျွန်တော်တို့ဒါရေရှည်မှာ long run မှာပေါ့နော်ကစားသမားအတူတူဒါကျွန်တော်လီဗာပူးအသင်းနဲ့ရှိစေချင်တဲ့ဆိုတဲ့သဘောမှာလည်း100%ရှိနေတယ်လို့သိရတယ်မှာပါအဲ့တော့ဒါနောက်ဆုံး update သတင်းတွေရထပ်ပြီးပြောရမယ်ဆိုရင်တော့လီဗာပူးအသင်းကဒါ ျွန်တော်လက်ရှိနောက်ဆုံး update တင်ကောင်းပေါ့နော်ဒါကျွန်တော် Ibrahim Kunate ကိုတော့ဒါ Real Madrid ဘက်ကနေပြီးတော့ဒါစိတ်ဝင်စားမှုတွေတဖြည်းဖြည်းရော့ချလာခဲ့ပြီဆိုတဲ့တင်တွေဒါ San Diego FM တို့ဒါကျွန်တော်တို့ Marca တို့ဘက်ကတောက်လျှောက်တက်နေတာကိုတွေ့ရမယ် Kunate ရဲ့လက်ရှိခြေစွမ်းမတီးမငြိမ်မှုကဒါကျွန်တော်တို့ Real Madrid ရဲ့ဒါကျွန်တော်မျက်စိတွေကိုဒါပျောက်ဆုံးသွားစေဆိုတဲ့ဘောမှာရှိတယ်လက်ရှိမှာ Real Madrid အသင်းနဲ့ Kunate တက်ဆိုင်တော့ Tottenham Hotspur အသင်းရဲ့လက်ရှိ Center Back ကစားသမားဖြစ်တဲ့ Mickey Van der Ving ကိုခေါ်ယူဖို့တို့နေနဲ့ပုံပြီးစိတ်ဝင်စားနေတယ်ဒီနေ့မှာဒါကျွန်တော်တို့ Kunate ကိုအလွတ်နဲ့ရနိုင်တယ်ဆိုတာမှန်ပေမဲ့ဒါကျွန်တော်တို့ Kunate တက်ဆိုင်တို့နဲ့ Mickey Van ဒါဗင်းကသူတို့ရဲ့စနဘတ်အတွက်ပို့ပြီးတော့တင့်တော်မယ်လို့ယူဆတဲ့မှာပါတယ်ဒါ white sand နဲ့ mickey van der ving ကိုတွဲလုံးတွေကိုဒါ real madrid ဘက်ကနေပို့ပြီးတော့ယုံကြည်လာခဲ့ပြီးတော့သူတို့နေ mickey van der ving ကိုရနိုင်မယ်လို့တဖြည်းဖြည်းယုံကြည်ခဲ့တယ်ဒါပေမဲ့ဒါလက်ရှိမှာ kuna team နဲ့ situation တူတူပဲ tottenham hotspur team နဲ့လက်ရှိမှာ mickey van der ving ကိုဒါဒုတိယ captain လုပ်ပေးထားတဲ့အပြင်ကိုဒါစာရုပ်သက်တမ်းတိုးဖို့လည်းအချိန်နေကောင်းနေတော့ real madrid အသင်းနေနဲ့ဒါကျွန်တော် kuna team ကိုပြန်ပြီးလိုက်မလားဆိုတဲ့ပုံစံမျိုးကိုဒါစဉ်းစားခဲ့ပေမဲ့လက်ရှိမှာ kuna team ရဲ့ခြေစွမ်းမတိမငြိမ်မှုကဒါကျွန်တော်တို့ တွေ့ရမတွေ့ရဒါကျွန်တော်တို့ကန့်လန့်မှုတွေကိုတဖြည်းဖြည်းရော့သွားစေစေတဲ့သတင်းထွက်လာခဲ့တယ်။ Sandy J Evan ရဲ့ပြောပုံရဆိုရင်တော့ Real Madrid ရဲ့လက်ရှိမှာနံပါတ်၁ဒါကျွန်တော်ခေါ်ယူဖို့အတွက်ခန်းစစ်ကစားသမားပြစ်မှတ်လုပ်ထားတာကတော့ Kunate မဟုတ်တော့ဘူးလို့သတင်းထွက်ပေါ်နေခဲ့တယ်ဆိုပြီး Sandy J Evan ကပြောရခဲ့တယ်။ Marca ရဲ့ပြောပုံရဆိုရင်တော့ဒါကျွန်တော်လက်ရှိမှာ Kunate ရဲ့ခြေစွမ်းမတည်ငြိမ်မှုက Real Madrid ကိုဒါသူတို့ရဲ့ဆန္ဒဘက်အတွက်ဒါကျွန်တော်တို့သိပ်ပြီးတော့သဘောကျစရာမကောင်းတော့တဲ့အနေနဲ့ဒါတစ်ခုရောက်လာကြအောင်မူတာကစားသမားနဲ့သိပ်ပြီးအချိန်ဆက်တောင်သိမရှိတော့ဘူးဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒါကြောင့်မို့ Real Madrid အသင်းနဲ့ဒါကျွန်တော်တို့သဘောအဲ့ပေါ်ဟို အချိန်ဒီမကောင်းတဲ့အချိန်မှာဒါလီဗာပူးတင်းကတော့ရှင်းပါတယ်သူတို့เนี่ยစာချုပ်သစ်ကန်လန့်နေဆိုရယ်သူတို့တတိယမြောက်အချိန်ကန်လန့်ထားတဲ့စာချုပ်ကိုကူနာတေးကိုဒါကျွန်တော် revise ပြန်လုပ်စီတဲ့သဘောမှာရှိတယ်ကူနာတေးကိုတန်းကလက်ရှိမှာဒါ real madrid ရဲ့ကန်လန့်မှုတွေတဖြည်းဖြည်းရေချားလာခဲ့တဲ့အနေအထားတစ်ခုမှာသူเนี่ยစာချုပ်သစ်တန်းတိုးဖို့အတွက်လည်းတဖြည်းဖြည်းပြန်ပြီးအားကောင်းလာခဲ့တယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်ဒါပေမဲ့လီဗာပူးတင်းကတော့ရှင်းပါတယ်သူတို့ထားအကြောင်းအချိန်ဒါကျွန်တော်တို့ဒါကူနာတေးကိုပို့ပြီးကောင်းတဲ့စာချုပ်ပုံစံမျိုးကိုတော့ကန်လန့်ဖို့အတွက်မရှိဘူးလို့သိရတယ်မှာပါတတိယမြောက်စာချုပ်ကိုပဲဒါကျွန်တော်လက်ရှိမှာလက်ခံသွားရင်ခက်မခံဘူးဆိုရင်တော့အဲ့လိုပုံစံမျိုး ကိုသာလက်ရှိမှာပြင်ဆင်တဲ့သဘောမှာရှိရတော့ကူနာတေကိုတော့လီဗာပူလ်ကလက်ရှိမှာဒါကြောင့်ရေရှည်ရထိန်းသိမ်းမှုတွေအခုလက်ရှိမှာခွင့်ရေးတွေပြန်ရှိလာခဲ့ပြတယ်။ဒါပေမဲ့ကူနာတေကိုတော့အခုလက်ရှိမှာရီယယ်မက်ဒရစ်ကစိတ်ဝင်စားမှုတွေရော့ချသွားခဲ့ပြီ။နောက်တဲ့သင်္ကတာစိတ်ဝင်စားမှုတွေမြင့်တက်လာခဲ့တယ်။အသေးအခန်းစပွဲမှာအသက်အရွယ်နည်းနည်းလေးရလာခဲ့တဲ့ကစားသမားတစ်ယောက်ရှိလာခဲ့တယ်။အဲ့ဒါက PSG ရဲ့မာကွင်းဟော့စ်ပဲ။မာကွင်းဟော့စ်နေရာကလက်ရှိမှာကူနာတေနဲ့အစားထိုးဖို့အတွက်လက်ရှိမှာ PSG သင်္ကတာမက်ဆေ့ချ်ကြတယ်။အိုကမ်ပိုစ်အနေနဲ့လက်ရှိခန်းစပွဲမှာပါချိုနဲ့ဒါကျွန်တော်တို့ကူနာတေတွေရဲ့အတွဲကိုဒါရေရှည်ရသူတို့နဲ့စိတ်ဝင်စားဆိုတဲ့တဲ့ရင်ထွက်လာခဲ့တယ်။ဒါပေမဲ့လက်ရှိမှာဒါဟာကောလာ ဟာလာဆန်ဆန် level တခုမှပဲရှိသေးတယ်လို့ပြောလို့ရဒါပေမဲ့လက်ရှိနောက်ဆုံး update သတင်းရဆို Marquee News ကိုရတာကျွန်တော် PSG ကအစားခိုးခြင်းနဲ့ဆိုတဲ့သတင်းက100% real ဖြစ်တယ်ဒီနေ့မှာကုနာတေးကိုနဲ့ဒါကျွန်တော်တို့ Marquee ဆိုအစားထိုးမယ်ဆိုတဲ့သတင်း data shot တက်နေတယ်အဲ့တော့ဒါကျွန်တော် CB တွေကလက်ရှိ market ထဲမှာတဖြည်းဖြည်းပြန် share လာတဲ့ကြောင့်ဒီ CB နေရာအတွက်ကုနာတေးကလည်း youtube ချက်တခုပြကုနာတေးကိုလာမဲ့နေရာဒီမှာ comment ဆိုရင်တော့အကြိမ်စာရုပ်တက်တက်မတိုးဘူးမတိုးပြဘူးဆိုရင်တော့လက်ရှိနောက်ဆုံး update သတင်းတွေအရဒါကျွန်တော်တို့အာ ကစားသမားကတော့ကျွန်တော်လီဗာပူးအသင်းမှာသာနေပွားဖို့ရာခိုင်နှုန်းပူပူပြီးအဖြစ်အပျက်များလာခဲ့တယ်ပြော။အဲ့ဒါလီဗာပူးကပြီးရဲ့မတွေ့ကတာတဖြည်းစိတ်ဝင်စားမှုတွေညှော်နေလာတယ်။ကစားသမားအလွတ်နဲ့ခေါ်ယူခြင်းနဲ့ဆိုရင်တော့လာမယ့်တာကျွန်တော်တို့ဇန်နဝါရီတွင်မှသာဒါကျွန်တော်တို့လီဗာပူးတင်ကစားသုံးတဲ့မချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင်တော့ခေါ်ယူဖို့တော့နိုင်ငံသားအသင်းနဲ့တရားဝင်ဆွေးနွေးခွင့်ရနိုင်မယ့်အနေအထားမှာရှိပါတယ်။နောက်တစ်ခုအနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်တော့လီဗာပူးအသင်းကဒါကျွန်တော်တို့ခန်းစစ်ကစားသမား Virgil van Dijk ရဲ့ representative agent ကဒါရီယယ်မတွေ့ကိုတွားရောက်ပြီးကမ်းလန်းတယ်ဆိုတဲ့သတင်းကလုံးဝဘူးရှစ်တာဖြစ်ပါတယ်။ဒါကိုတော့ကျွန်တော် AS ဘက်ကသတင်းတွေထွက်လာခဲ့ပြီးမယ်လက်ရှိမှာလီဗာပူးဘက်ကတောက်လျှောက်တက်လာတဲ့သတင်း င်ရဗာဂျယ်ဗန်ဒိုက်ကလက်ရှိမှာလစ်ဗာပူးအသင်းမှာပဲနေဖို့အတွက်လုံးဝဆန္ဒရှိခဲ့ပြီးတော့သူ့ကိုသူ့သူ့ရဲ့အေဂျင့်ကောသူ့ကိုယ်တိုင်ကောရီယယ်မက်ဒရစ်ကိုသွားကမ်းလှမ်းနေဆိုတဲ့သတင်းတွေကလုံးဝသတင်းမှားတာဖြစ်တယ်လို့သိရတယ်မှာပါတယ်ဗာဂျယ်ဗန်ဒိုက်ကိုယ်တိုင်ကလက်ရှိမှာထရန့်အလက်ဇန်ဒါအာလို့ရီယယ်မက်ဒရစ်ကိုဒါအလွတ်နဲ့ပြောင်းရွှေ့သွားတာဆိုသူ့ကိုယ်တိုင်က preference နဲ့သဘောမချတဲ့အတွက်ကြောင့်မလို့ဒါလက်ရှိမှာသူကရီယယ်မက်ဒရစ်သတင်းကိုရီယယ်မက်ဒရစ်အသင်းကိုသဘောမချတာမဟုတ်ဘူးနော်ချုပ်ပြောထားတာဒါပေမဲ့လက်ရှိမှာဒီလိုမျိုးတာကြောင့်အလက်ဇန်ဒါအာလို့လုတ်သွားတဲ့အပြုမူကိုယ်တိုင်ကတော့သဘောမချတဲ့အတွက်ကြောင့်မလို့သူ့ကိုယ်တိုင်ကဒီလိုမျိုးအပြုမူလို့ဖို့တာဒါမဖြစ်နိုင်ဘူးလို့ဒါကြောင့်လစ်ဗာပူးရဲ့အသင်းသတင်းတွေကသိရတယ်မှာပါအဲ့တော့ဒါအ AS ကရေးထားတဲ့တင်းငါတာ pretty much bullshit လို့ပြောလို့ရမယ့်အနေထားမှာရှိပါတယ်။ Liverpool တင်းတာလာမဲ့ဆောင်းရသည်သို့မဟုတ်ညရာသည်မှာဒါကျွန်တော် ကစားသမားအပြောင်းရွှေ့ဆက်လက်ပြီးလုပ်ဖို့အတွက်ရှိတယ်။လီဗာပူးတင်တဲ့ခုလက်ရှိဆန်နာဘက်ပယ်ရင်အတွက်ဒါကျွန်တော်တို့လက်ရှိနောက်ဆုံး update တင်နေရဆိုမဂါယီကိုဆက်လက်ပြီးစိတ်ဝင်စားစားဖြစ်တယ်။မဂါယီကိုတော့ဒီနေ့ဆောင်းအောင်ဒီမှာတော့တခါတည်းခေါ်ယူသွားဖို့အတွက်လီဗာပူးတင်နဲ့ပြင်ဆင်မှုတွေရှိနေဆိုတဲ့တင်ကအမှန်ပဲလို့ပြောလို့ရတယ်။ဒီနေ့ဆောင်းအောင်ဒီမှာလီဗာပူးတင်နဲ့ခန်စစ်ပိုင်းလိုအပ်ချက်တွေရဂျိုဂိုမက်စ်ကိုလည်းအာမကူရတဲ့အတွက်ကြောင့်တို့နဲ့ဆန်နာဘက်နေရာမှာမဂါယီကိုတော့ပတ်စံပေးပြီးခေါ်သွားနိုင်တယ်ဆိုတဲ့တင်ထွက်လာခဲ့တယ်။လက်ရှိမှာဂျိုဂိုမက်စ်ကိုလည်းဂျိုဂျိုလေးကိုလည်း AC Milan အသင်းဘက်ကနေစိတ်ဝင်စားမှုတွေတောက်လျှောက်ပြနေကြတဲ့ဂျိုဂိုမက်စ်အထွတ်မဂါယီအ ဝင်ဆိုတဲ့ပုံစံမျိုးလေးများဖြစ်သွားနိုင်မလားဆိုတာကိုလည်းလစ်ဘောဘက်ကနေစဉ်းစားနေတဲ့ပုံမှရှိတယ်။ဒါပေမဲ့လက်ရှိမှာမက်ဂါယီအတွက်ဒါလက်ရှိမှာ Crystal Palace အသင်းဒါ Oliver Glasner နေနဲ့အစားထိုးမှုရှာနိုင်ဖို့အရင်ကြီးကြီးတာဖြစ်ပါတယ်။ Oliver Glasner နေနဲ့အကယ်၍မက်ဂါယီကိုဒါအစားထိုးမှုမရှာနိုင်ခဲ့ဘူး။ဒါကျွန်တော်တို့ရှေ့နှွေးရသည့်အပြောင်းအရွှေ့တုန်းကလိုပဲဖြစ်ခဲ့မယ်ဆိုရင်တော့တို့တို့အနေနဲ့ဒါဆိုမက်ဂါယီကိုအလွယ်လွယ်ကူလက်လွတ်သွားဖို့မရှိဘူး။မက်ဂါယီကတော့လက်ရှိမှာသူ့ရဲ့နာဂတ်နဲ့ပတ်သက်ပြီး100%ပြတ်သားပြီးတာဖြစ်တယ်။အဲ့ဒါကဘာလဲဆိုသူ့နေဆာယုတ်တဲ့ဒါ Crystal Palace အသင်းနဲ့ထတ်ချုပ်တော့မှာမဟုတ်ဘဲနဲ့သူ့နေဒါ Crystal Palace အသင်းကနေပြီးတော့ရာသီကိုဝင်100%ထွက် က်ခွာတော့မှာဖြစ်တဲ့အကြောင်းကိုအသင်းပိုင်ရှင်စတီဗင်ပယ်ရစ်ကိုတိပေးထားပြီးကြောင်းဖြစ်တယ်ဆိုရယ်ခရစ်စတယ်ပယ်လစ်ဘက်ကသတင်းတွေရတောက်လျှောက်သိရတယ်မှာပါတယ်မြို့တော်မဲ့စုံစင်ကမခုလက်ရှိမှာဗဘူးတင်းကတိုင်းကျွန်တော်မဂါကြီးရဲ့အပြောင်းရွှေ့အတွက်ငွေကိုဘယ်လောက်တိတုံးသွားမလဲဆိုတဲ့ပုံစံမျိုးကိုထွက်ပေါ်လာနေတာမှရှိပါတယ်ဒါပေမဲ့ဒါတွေကခုလက်ရှိမှာ ဟိုလေဘဘူးဘက်ကနေရတာကျွန်တော်တကယ်တမ်းဓမ္မဂါကြီးရောဒီဈေးကိုရောပေးပါမလားဆိုရဲမိကုန်ပေးရမယ်တမပါတယ်လေဘဘူးတင်တဲ့ခန်းစစ်ပိုက်လိုရဆိုကျွန်တော် personal မြန်မာဆိုတော့ပေးတင်တယ်လို့ပြောရင်းနေပဲကျွန်တော်တော့ကမိပါအောင်ဘောလုံးဘက်ကိုကြည့်ရှုနေတယ်ဆိုရင်တော့ youth sport media 3.0နဲ့ dv4u တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကိုညွှန်လို့ရပါတယ်မြန်မာလေကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါဆိုစုမုံကောင်းတောင်းပီးနေပဲကျွန်တော်တို့နေနောက်မှာပဲအေးစစ်စစ်တူကြတာပေါ့အားလုံးမကြွတူပါနဲ့မြန်မာလေကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့နေနောက်မှာအေးစစ်တူကြတာပေါ့ Ti voglio!